ယဟန်မှန်ရင်လောကလူသားတွေကောင်းကျိုးစီးပွားဖြစ်အောင်ကျင့်ဆောင်ကြရပါမယ်။လောကလူသားတွေချမ်းသာဒုက္ခဖြစ်အောင်ကျင့်ဆောင်ကြရပါမယ်။လောကလူသားတွေကိုတနာသဖြင့်အစဉ်ဆောင်လျှောက်ဖို့ရာကျင့်ဆောင်ကြရမှာပဲဖြစ်ပါတယ်။ဥဒင်းတို့မြန်မာနိုင်ငံမှာကောင်းကျိုးစီးပွားဖြစ်နေလား၊ချမ်းသာဒုက္ခဖြစ်နေလား၊ဒါကိုဥဒင်းတို့တွေမျက်မြင်ဒိဋ္ဌတန်ဋိဌိကကြကြအကာလီကကြကြရှုမြင်တတ်ဖို့လိုအပ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ဥဒင်းတို့ဒီကနေ့မှာတော့ယဟန်ဆိုတာဘာလဲဆိုတဲ့ခေါင်းစဉ်နဲ့ ွေးတွားကြမှာပဲဖြစ်ပါတယ်ရဟမြတ်တွေရဲ့စံတန်ဖို့တွေကဘာတွေလဲဒီရဟမြတ်တွေလိုက်နာကျင့်သုံးရမှာတွေကဘာတွေလဲဆိုတာတွေနဲ့အတူမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေနဲ့ချိန်ထိုးပြီးတော့ဥစဉ်တို့တွေဆွေးနွေးသွားကြမှာပါ။ဘာဖြစ်လို့ခုလိုဆွေးနွေးရသလဲဆိုလို့ရှိရင်ဥစဉ်တို့ရဲ့နိုင်ငံသူနိုင်ငံသားတွေဟာသင်္ကန်းကိုပတ်လိုက်တာနဲ့ယဟန်ဖြစ်ခံယူလိုက်တာနဲ့ရှ िख ိုးကော်ယောပူဇော်အထုကိုခံထိုက်ပြီးလို့ တတိချတတ်မှတ်လိုက်ကြလို့ပဲဖြစ်ပါတယ်ဒီတော့ရဟန်းတွေဟာပူတော်မှုတွေခံယူလက်လာဘတွေကိုအလူခံကြော်ကြားမှုတွေနဲ့အများစုတွေဟာစည်စိမ်ရစ်မှုပြီးတော့ဓမ္မကိုမျက်ွယ်ပြုတ်နေတဲ့ရဟန်းတွေလည်းပေါ်ပေါက်လာနေတာအလုံးအသိပဲဖြစ်ပါတယ်ဒါကြောင့်ရဟန်းသစ်ရဟန်းမန်ဆိုတာဘလို့အရာမျိုးလဲဆိုတာကိုဦးဇင်းတို့ခွဲခြားသိဖို့လိုအပ်နေတာပဲဖြစ်ပါတယ် ဆိုတော့ယဟဆိုတာကကိလေသည်ဗိန္ဒတိတိဘိက္ခုကိလေသာတွေကိုဖြတ်စည်းတတ်လို့ယဟလို့ခေါ်ဆိုတာဖြစ်ပါတယ်ကိလေသည်တမေတိဥပတမေတိတိတမနောကိလေသာတို့ကိုချုပ်ငိမ့်စေတတ်လို့တမနာဆိုပြီးတော့ဒါယဟန်ရဲ့ပါဠိပုံမှာဘိက္ခုရဲ့တမဒရဲ့ဆိုပြီးနှစ်မျိုးရှိပါတယ်ကိလေသေဘိန္ဒတိတိဘိက္ခုဆိုတဲ့နေရာမှာ ကိလေသာတွေကိုဖျက်ဆီးတတ်လို့ယဟန်လို့ခေါ်ဆိုတာဖြစ်ပါတယ်ဒီလိုကိလေသာဆိုတာကဘလို့အရာလဲဆိုရင် ပူပန်စေတတ်နှိမ့်ဆက်တတ်လို့ကိလေသာလို့ခေါ်တာဖြစ်ပါတယ်ဒါကြောင့်ကိလေသာ အပူမီးလို့ဆိုရိုးစကားပြုတ်ကြတာပါဆိုတော့ပူလောင်စေတတ်တဲ့နှိမ့်ဆက်တတ်တဲ့အရာတွေကိုဖျက်ဆီးပစ်နိုင်မှယဟန်လို့ခေါ်ဆိုရတာဖြစ်ပါတယ်ပူလောင်စေတတ် နှိမ့်ဆက်တတ်တဲ့အရာတွေကိုမိမိကိုယ်တိုင်က ဖန်တီးမိရင်မိမိကိုယ်ကို ပြုပြင်ဆုံးမပြီးအဲ့ဒီအကုသိုလ်ကိလေသာတွေကိုဖျက်ဆီးတတ်ရပါမယ်။တပါးသူကပူလောင်စေတတ်နှိမ့်ဆက်တတ်တဲ့အရာတွေကိုဖန်တီးလာပြီဆိုရင်ဖန်တီးသူကိုဦးဇင်းတို့တွေဟာဖယ်ရှားကြမှာပဲဖြစ်ပါတယ်။ဒါဟာယဟန်ရဲ့အနှစ်သာရယဟန်ရဲ့အတိတ်ပဲဖြစ်ပါတယ်။နောက်သမဏယဟန်ကိလေသာ တမေတိဥပသမေတိတိတမနောကိလေသာတွေကိုချုပ်ငိမ့်စေတတ်သောကြောင့်တမနာလို့ခေါ်ဆိုတာဖြစ်ပါတယ်ဖြစ်နေတဲ့ကိလေသာတွေအပူမီးတွေကိုချုပ်ငိမ့်အောင်အာထုံမယဟန်လို့ခေါ်ဆိုရတာဖြစ်ပါတယ်ဒီနေ့ဒီအချိန်မှာတိုင်းသူပြည်သားတွေဟာပူလောင်နေရတယ်အဲ့ဒီပူလောင်မှုတွေကြောင့်နှိပ်စက်ခံနေကြရတယ်ဒီအပူမီးတွေကနှိပ်စက်ကလူးပြုတ်နေကြတယ်ဒီအပူမီးတွေ တိုင်းပြည်လုံးလောင်ကျွမ်းအောင်ဘယ်သူတွေက ဖန်တီးနေတာလဲဆိုတာကိုဦးဇင်းတို့တို့တွေသိထားဖို့လိုအပ်ပါတယ်အာရမကိုစုတ်ကင်ထားတဲ့အာရမဝါဒီတွေကဒီကိလေသာတွေကို ဖန်တီးနေတာပဲဖြစ်ပါတယ်အပူမီးတွေကိုဖန်တီးနေတာပဲဖြစ်ပါတယ်လောဘကိလေသာအပူမီးကြောင့်ဒီနေ့တိုက်သူပြည်သားတွေပူလောင်နေကြတာပါဘလို့ပုံကူတွေကလောဘကိလေသာတွေဖြစ်နေတာလဲဆိုရင်လက်နဲ့ငွေကြေးလူသူအင်အားပြည့်စုံနေတဲ့ ဖက်စစ်စစ်တပ်မရင်းတပ်ကသူတို့နဲ့မထိုက်တန်တဲ့လိုချင်မှု လောဘတွေကြောင့်သူတို့ကိုယ်တိုင်ပူလောင်သူတို့ကိုယ်တိုင်ပူလောင်ရုံနဲ့မကဘဲနဲ့သူတို့နဲ့ပတ်သက်နေတဲ့သူတွေအားလုံးဦးဇင်းတို့တတိုင်းပြည်လုံးအပူမီးတွေတောက်လောင်နေတာဖြစ်ပါတယ်ဒါဟာလောဘကိလေသာကိုအခြေခံပြီးတောက်လောင်တဲ့အပူမီးတွေပါဒီအပူမီးတွေကို ဖြက်စည်းနိုင်မှဘိက္ခုလို့ခေါ်ဆိုလို့ဖြစ်ပါတယ်ဒီအပူမီးတွေကိုနှိမ့်သက်နိုင်မှတမနာလို့ ခေါ်ဆိုရတာဖြစ်ပါတယ်မြတ်ဗုဒ္ဓကရဟန်းအဖွဲ့အစည်းကိုစတင်ထူထောင်စဉ်ကလမ်းစဉ်သုံးရချမှတ်ခဲ့တာဥစဉ်ခဏခဏစွန့်နေဘူးပါတယ်မြတ်ဗုဒ္ဓပထမဝါကတ်တော်မူလို့သတင်းဝါလကျွတ်တဲ့အခါမှာရဟန်းတွေကိုမင်ကြားထားတဲ့မင်ကြားချက်တခုရှိပါတယ်သရတဘိခဝေသာရိကံဓမ္မံဒေတိထဘုဒ္ဓနာဟိတာယဘုဒ္ဓနာဒုက္ခာယလောကနုကံပါယဆိုတဲ့စကားရပါယဟန်းမြတ်တွေမှန်ရင် ဖြစ်မနေလိုက်ကိုလိုက်နာကျင့်သုံးရမယ်စကားရက်ပဲဖြစ်ပါတယ်ယဟန်တို့ခရီးတေသသားတွေလှဲ့လဲပြီးတော့မှတရားဓမ္မတွေကိုဟောပြောကြဒီတရားဓမ္မဟောပြောခြင်းခရီးလှဲ့လဲခြင်းဟာဘာအတွက်လှဲ့လဲဟောပြောရမလဲဆိုရင်ဘုဇနဟိတာယများစွာသော လူသားတွေကောင်းကျိုးစီးပွားရရှိဖို့ဘုဇနဒုက္ခယများစွာသောလူသားတွေချမ်းသာဖို့လောကနုကံပါယလောကကြီးကိုအစဉ် စောင့်ရှောက်ဖို့ဆိုတဲ့လမ်းတင်သုံးရပ်ကိုဗုဒ္ဓကချမှတ်ခဲ့တာဖြစ်ပါတယ်ဒီတော့ယဟန်မှန်ရင်လောကလူသားတွေကောင်းကျိုးစီးပွားဖြစ်အောင်ကျင့်ဆောင်ကြရပါမယ်လောကလူသားတွေချမ်းသာဒုက္ခဖြစ်အောင်ကျင့်ဆောင်ကြရပါမယ်လောကလူသားတွေကိုတနာသဖြင့်အစဉ်စောင့်ရှောက်ဖို့ရာကျင့်ဆောင်ကြရမှာပဲဖြစ်ပါတယ်ဒါဟာပကတိယဟန်ရဲ့လမ်းစဉ်ပါသောသောကဆွေးနွေးခဲ့တဲ့အတိုင်း အပူမီးတွေကိုဖယ်ထုတ်ဖို့ဒီအပူမီးတွေဖယ်ထုတ်မှသာလျှင်လောကလူသားတွေချမ်းသာဒုက္ခကိုရရှိမှာဖြစ်ပါတယ်လောကလူသားတွေကောင်းကျိုးစီးပွားရရှိမှာဖြစ်ပါတယ်လောကလူသားတွေကိုအစဉ်စောင့်ရှောက်ရာရောက်မှာပဲဖြစ်ပါတယ်ဒီတော့ဒီနေ့ဒီအချိန်မှာဦးဇင်းတို့မြန်မာနိုင်ငံမှာလောကလူသားတွေဟာကောင်းကျိုးစီးပွားဖြစ်နေလားလောကလူသားတွေဟာချမ်းသာဒုက္ခဖြစ်နေလားဒါကိုဦးဇင်းတို့တို့ မျက်မြင်ဒိဋ္ဌတန်ဋိဌိကကြကြအကာလီကကြကြရှုမြင်တတ်ဖို့လိုအပ်ပါတယ်။ဦးဇင်းတို့တိုင်းသူပြည်သားတွေဟာရွာတွေမိချိုခံရတယ်အသက်ဖြတ်ခံရတယ်တားပြိုသမီးပြိုတွေမရင်အကျင့်ခံရတယ်မိမိတို့တရားသဖြင့်ရှာဖွေရရှိထားတဲ့ဓမ္မရလတ်တဝတ္ထုငွေကြေးစည်းစိမ်ဥစ္စာတွေကို မတရားအလုယူခံနေရတယ်။ဦးဇင်းတို့ရဲ့မြန်မာနိုင်ငံမှာစစ်မှန်သော တရားဥပဒေမစိုးမိုးဘူး ဒါဘာကြောင့်ဖြစ်နေတာလဲဒါတွေကိုဦးသိန်းတို့တွေစဉ်းစားတွေးခေါ်ဖို့လိုအပ်ပါတယ်အများစုကဒီစဉ်းစားတွေးခေါ်မှုကြောင့်ထွက်လာတဲ့ရလဟာဒီလိုစိုးကျိုးတက်ရောက်မှုတွေဖြစ်နေတာတွေဟာဦးသိန်းတို့နိုင်ငံအပူမီးတွေကြာရောက်နေတဲ့လူငရဲတွေကိုကြာရောက်နေတာတွေဟာဘာကြောင့်လဲဆိုတာကိုအဖြေရှာတွေ့နေကြပါပြီအဲ့ဒါဒီစောစောကဦးသိန်းပြောခဲ့တဲ့လောဘကိလေသာကို အခြေခံပြီးမိမိတို့နဲ့မထိုက်တန်တဲ့အရာကိုလိုချင်တဲ့အတွက်လက်နက်ကိုအာကိုပြုနောက်လိုက်ဘိုးပါလူသူတွေကိုအာကိုပြုငွေကြေးတွေကိုအာကိုပြုပြီးတော့တိုင်းပြည်ရဲ့အာဏာကို မတရားရယူလိုက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီမတရားရယူသူတွေဟာဘုရားတို့တိုင်းသူပြည်သားတွေကို အပူမီးတွေတောက်လောင်စေသောသူတွေပဲဖြစ်ပါတယ်ကိလေသာအပူမီးထဲမှာ နစ်နေအောင်နှစ်သက်သောသူတွေပဲဖြစ်ပါတယ်ဒါကြောင့်ယဟန်မှန်ရင် တိုင်းသူပြည်သားတွေဆင်းရဲဒုက္ခရောက်တဲ့အခါတိုင်းသူပြည်သားတွေအကျိုးမဲ့ဖြစ်နေတဲ့အခါတိုင်းသူပြည်သားတွေပြတ်သုံးဖို့အနေထားကိုရောက်တဲ့အခါမှာတရားသော အတွေ့အခေါ်တရားသော အလို့အကိုင်းတရားသောအပြောအဆိုတွေနဲ့တိုင်းသူပြည်သားတွေရဲ့ရှေ့ကမာမမမရက်တီဖို့အတွက်ယဟန်မြတ်တွေမှန်ရင် တာဝန်ရှိကို ရှိနေတာပဲဖြစ်ပါတယ်ဒီတော့ဒီနေ့ဒီအချိန်မှာဦးသိန်းတို့မြန်မာနိုင်ငံမှာရှိနေတဲ့3သိန်းကျော်သော4သိန်းနီးပါးသော6သိန်းကျော်သောယဟန်တန်ဃာတွေသီလရှင်တွေဟာပြည်သူတွေကိုချမ်းသာဒုက္ခရဖို့တကယ်ရည်နေပါရဲ့လားပြည်သူတွေကိုဆင်းရဲဒုက္ခကလွတ်မြောက်အောင်ပြည်သူတွေအကျိုးမဲ့နေတာတွေကနေလွတ်မြောက်အောင်ပြည်သူတွေကိုစောင့်ချောက်သောအဖြစ်ပြည်သူတွေဘက်က ရက်တည်နေပါရဲ့လားဒါတွေကိုဦးသိန်းတို့တွေချိန်တိုးကြည့်ကြရမှာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့မတ်လ16ရက်နေ့ကဖြစ်ခဲ့တဲ့အဖြစ်ပြက်ကိုဦးသိန်းတို့ပြန်ပြောင်းအောက်မိသတိရကြည့်ကြပါနောင်ချိုမြို့နယ်စင်ရတနာပရိယတ်တိစာတင်တိုက်မှာ ဖြစ်ပွားခဲ့တဲ့အဖြစ်ပြက်တစ်ခုကိုအလုံးကြားသိကြမှာပဲဖြစ်ပါတယ်ဒီလိုဘာအပြစ်မှမရှိတဲ့ရန်ရှင်လူចောင်းသားပြည်သူတွေကိုလေရင်ကြီးတွေနဲ့ဘုံကျဲတိုက်ခိုက် ပြည်သူတွေအသက်ဆုံးရှုံးဒါတွေမကသေးပါဘူးဒီရှိမှဆိုလို့ရှိရင်ပဒီကြီးလိုအဖြစ်ပြက်တွေလက်ရက်ကုန်းလိုအဖြစ်ပြက်တွေအနတ်ပါလိုအဖြစ်ပြက်တွေမြောင်များစွာပြည်သူလူထုတွေသွေးချောင်းစီးနေတဲ့ဒီနေ့လိုအချိန်မှာနောင်ချိုမြို့နယ်မှာလည်းပဲဒီလိုဖြစ်ပျက်ခဲ့တယ်လက်ပံလှကြေးရွာမှာလည်းပဲကလေးတငယ်တွေအသက်တွေဆုံးရှုံးခဲ့ရတယ်မြန်မာနိုင်ငံအဝမ်းမှာရှိနေတဲ့ဖုန်တော်ကြီးအပေါင်းတွေဖရဲသေးတွေပထိုးတွေမြောင်များစွာ လေရင်တွေနဲ့ဘုံကျဲခံရလို့ရွာမိချို့ရင်နဲ့ဝင်းရောက်မိချို့ခံရလို့ဗုဒ္ဓရုပ်ပွားတော်တွေကစမိခပြာဖြစ်နေတဲ့မြင်ကွင်းတွေအနိဋ္ဌာယုံတွေဒီနေ့တွေ့ကြုံနေကြရတာပဲဖြစ်ပါတယ်ဒါဟာပြည်သူတွေပူလောင်နေရတဲ့ပူလောင်မှုတွေပါပဲဒီပူလောင်မှုတွေကိုညှိမ့်သက်ပေးရမယ်တမနာလို့အမိခံထားတဲ့မြန်မာနိုင်ငံမှာရှိနေတဲ့တမနာဆိုတဲ့နေရာမှာယဟန်ဆိုတဲ့နေရာမှာတောင်မှအမြင့်ဆုံးနေရာကိုယူထားတဲ့ မဟာနာလို အဖွဲ့အစည်းတွေမဘာဒလိုအဖွဲ့အစည်းတွေဘာလုပ်နေကြပါသလဲပြည်သူတွေကိုတတ်ဖြတ်ပြည်သူတွေကိုမနှိမ်ကျင့်ပြည်သူဥစ္စာကိုမတရားလူယူနေတဲ့ဖက်စစ်စစ်တပ်မရိတ်တပ်ကပိအပ်တဲ့အဘိဓဒမဟာရာဂုရုဘွဒသိတ်တော်ကြီးတွေအကမပန္တိတလိုဘွဒသိတ်တော်ကြီးတွေကိုခံယူနေကြတာပဲဖြစ်ပါတယ်ဒီလိုဖက်စစ်စစ်တပ်မရိတ်တပ်နဲ့ ပေါင်းသင်းနေတဲ့ယဟန်တွေဟာတမနဂုံအင်္ကာနဲ့ပြည်သူမာရဲ့လားဒိက္ခုဂုံအင်္ကာနဲ့ပြည်သူမာရဲ့လားဆိုတာကိုမိမိတို့ကိုယ်တိုင်အုံနောက်အတိနှလုံးသားနဲ့ခံစားပြီးတော့ဝေဖန်ဆုံးဖြတ်သုံးသပ်နိုင်ကြဖို့ဦးသိန်းအနေနဲ့တင်ပြလိုက်တာပဲဖြစ်ပါတယ်ဒီတော့ဦးသိန်းတို့ဒကာဒကာမများအနေနဲ့မိမိတို့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့သင်္ကန်းကိုဝတ်ထားသောရဟန်းတန်ခါဆိုသောပုံကူများကို ဘလို့စံချိန်စံညွန့်တွေနဲ့ချိန်ထိုးပြီးတော့ကိုးကွယ်ကြမလဲဆိုတာကိုမှန်ကန်သောအသည့်မှန်ကန်သောဆုံးဖြတ်ချက်တွေနဲ့ဆုံးဖြတ်သုံးသပ်ပြီးတော့ကိုးကွယ်နိုင်ကြပါသေးကြောင်းပြောကြားရင်းနဲ့ဒီဆွေးနွေးချက်ကိုညီကုန်းကံပတ်အဆုံးသတ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်